မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တချင်းပြည်နယ်မုံမောက်မြို့နယ်ကအချက်ဖတ်စစ်ကောင်စီရဲ့အခိုင်အမာတပ်စခန်းကြီးဖြစ်တဲ့စိန်လုံးဘူဘာဂုံးစစ်စခန်းကြီးကို KIA နဲ့မဟာမိတ်တပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဆိုပါတယ်အချက်ဖတ်စစ်ကောင်စီအတွက်စစ်သားစုဆောင်းပေးတဲ့အုတ်ချုပ်ရေးမှုတွေနဲ့ယာအိမ်မှုတွေရဲ့သားနဲ့တူတွေကိုစစ်မှုထမ်းယာယီကင်းလွတ်ခွင့်ပေးထားပြီး လက်ရှိမြောက်ဒဂုံမြို့နယ်ကလူငယ်တချို့ကိုအကြမ်းဖက်စစ်တပ်ကရှမ်းပြည်နယ်ဘက်ပို့လိုက်တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြန်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကချင်ပြည်နယ်မုံမောက်မြို့နယ်လွယ်ကျဲမြို့အနီးကအကြမ်းဖက်စစ်ကောင်စီရဲ့အခိုင်အမာတပ်စခန်းကြီးဖြစ်တဲ့စိန်လုံဘျူဟာဂုံစစ်စခန်းကြီးကို KIA နဲ့မဟာမိတ်တပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့စိန်လုံဘျူဟာဂုံစခန်းကြီးဟာ နှစ်ပေါင်းများစွာအခိုင်အမာဆောက်လုပ်ထားတာဖြစ်တဲ့အပြင်အဲ့ဒီစခန်းကြီးပပလင်မှာလဲစခန်းငယ်တွေနဲ့ပါကာကွယ်ထားတဲ့ဘျူဟာဂုံးကြီးဖြစ်ပြီးအခုတော့အဲ့ဒီစကောင်စီရဲ့အခိုင်အမာတစခန်းကြီးဖြစ်တဲ့စိန်လုံးဘျူဟာဂုံးကြီးကို KIA နဲ့မဟာမိတ်တပ်တွေကဒီကနေ့ဧပြီလ၁ရက်နေ့မနက်ပိုင်းမှာပဲအပိသက်သိမ့်ပိုက်ရရှိသွားပြီဆိုပါတယ်မတ်လ29ရက်နေ့ကတည်းက KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာဗမော်လွယ်ကျဲလမ်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေအားလုံးကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်စခန်းတွေကိုတခုပြီးတခုသိမ်းပိုက်နေရမှာအခုနောက်ဆုံးကြံနေတယ်အဲ့ဒီစိန်လုံဘျူဟာဂုံကြီးကိုဒီကနေ့မှပဲအပိသက်သိမ်းပိုက်နိုင်ပြီဖြစ်တဲ့အတွက်ဗမော်လွယ်ချက်လမ်းမိုက်မှာစစ်တပ်စခန်းတခုမှမရှိတော့သလိုလက်နက်ခဲယမ်းတွေလည်းတောင်ပုံရပုံရရှိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတပတ်မှာတော့အကျံဖတ်စကောင်စီအတွက်စစ်သားစုဆောင်ပေးတဲ့အုတ်ချုပ်ရေးမှုတွေနဲ့ယာအိမ်မှုတွေရဲ့သားနဲ့တူတွေကိုစစ်မှုထမ်းယာယီကင်းလို့ခွင့်ပေးထားပြီး လက်ရှိမှာတော့မြောက်တကုံမြို့နယ်ကလူငယ်တချို့ကိုအကြမ်းဖက်စစ်တပ်ကရှမ်းပြည်နယ်ဘက်ပို့လိုက်တယ်လို့လည်းသိရပါတယ်။လက်ရှိအကြမ်းဖက်စစ်ကောင်စီအတွက်စစ်သားစုဆောင်းပေးနေတယ်။အုပ်ချုပ်ရေးမှုတွေနဲ့ယာအိမ်မှုတွေရဲ့တားနဲ့တူတွေကိုစစ်ကောင်စီကစစ်မှုထမ်းကင်းလွန်ခွင့်ပေးထားပြီးအဲ့ဒါဟာနားလည်မှုနဲ့ကင်းလွန်ခွင့်ပေးထားတာဖြစ်တယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတရင်ရေးမြစ်ကပြောထားပါတယ်။ဒါအပြင်ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့လုံခြုံရေးအတွက်ဆောင်ရွက်ပေးဖို့စစ်ကောင်စီကစစ်တပ်နဲ့ရဲတွေကိုညှို့ချထားပြီး လောအပ်ပါကရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့မိသားစုတွေကိုပါလုံခြုံတဲ့နေရာကိုပြောင်းရွှေ့ပေးဖို့ကိုလည်းအမိန်ထုတ်ထားသေးတယ်လို့ဆိုပါတယ်လက်ရှိမှာတော့အချမ်းပစစ်တကားတနိုင်ငံလုံးမှာရှိတဲ့မြို့နယ်ရက်ွက်ချေးရွာတွေမှာလူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့အတင်းအကျပ်လိုက်လံစုဆောင်နေပြီအခုလက်ရှိမှာလည်းရန်ကုန်ဒဂုံမြို့တည်မြောက်ပိုင်းကလူငယ်တို့ဆိုရင်စစ်တင်တန်းမတက်ရပဲရှမ်းပြည်နယ်ဘက်ကိုပို့ဆောင်ခံလိုက်ရပြီအဲ့ဒီလူငယ်တွေကသူတို့ရဲ့မိဘဆွေမျိုးတွေစီသူတို့ရှမ်းပြည်ရောက်နေတဲ့ဆိုတဲ့အကြောင်းကိုဖုန်းဆက်လာမှသိရတယ်လို့လည်း လူငယ်တွေရဲ့ဆွေမျိုးတို့ကပြောထားပါလိမ့်ခင်ဗျာတဖက်မှာတော့ကချင်းပြည်နယ်မိုးမောင်မြို့နယ်ကမန်နောင်ရွာပတ်ဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့အမှတ်88ခြေမြန်တပ်မဌာနချုပ်ကတပ်မမှုအဆင့်ဗိုလ်မှူးချုပ်မင်းထွတ်ဦးစိုးသူသေသွားပြီလို့ KNA သတင်းရင်းမြစ်ကအတည်ပြုပြောဆိုထားပါတယ်မတ်လ29ရက်နေ့ညနေပိုင်းက KNA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ ခရာဘွန်ဘွန်ရဘွန်စကန်ကနေထွာပြေးနေကြတယ်အကြံဖက်စစ်ကောင်စီရဲ့တပ်မ88စစ်ကြောင်းတွေကိုလိုက်လံတိုက်ခိုက်ချိန်မုံခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်ချိန်မုံမှုတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေထဲမှာအမှတ်88တပ်မမှုအဆင့်ရာတုရှိတဲ့ဗိုလ်မှူးချုပ်မင်းထွတ်ဥပါပါသွားသလိုအဲ့ဒီတပ်မမှုဗိုလ်မှူးချုပ်မင်းထွတ်ဥသေးသွားပြီဆိုတဲ့အကြောင်းကိုစစ်တပ် သတင်းရင်းမြစ်တွေဘက်ကလည်းအတည်ပြုထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီဗိုလ်မှူးချုပ်မင်းထွတ်ဥဆိုသူဟာ စစ်တပ်ကတော့အပစင်42ကြောင်းစင်းဖြစ်ပြီး2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့ကပဲအကြမ်းဖက်မင်းအွန်လိုင်းကစစ်မှုထမ်းကောင်းတစိ့ပေးအပ်ခံထားရသူဖြစ်ပြီးအခုတော့သေပြီလို့သိရပါတယ်ခင်ဗျအခုတခါဒင်းသားကြီးတိုင်းဘက်မှာလေတဝဲမြို့နယ်ကအကြမ်းဖက်စစ်ကောင်းစီရဲ့အမြောက်တပ်300တရင်ကိုစစ်အင်အားဖြည့်တင်းဖို့လာတဲ့စစ်ကောင်းစီတပ်သားတွေပါမြေတဲကနှစ်စီကို GNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကနေကြပြတ်တိုက်ခိုက်ရမှာ ကာဒစီတိမ်းမောက်သွားတဲ့အပြင်စေကောင်စီတပ်သားအယောက်40ဝန်းကျင်လောက်ဟာပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြပြီလို့ဗာထုတမတော် BHA ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်မတ်လ31ရက်နေ့ဖြစ်တဲ့မနေ့ကပဲစေကောင်စီရဲ့ဒဝဲမြို့နယ်အမတ300ရက်နှစ်တရင်အတွက်စစ်အင်အားဖြည့်ဖို့ဆိုပြီးစေကောင်စီတပ်သားတွေပါမြေတဲကားနှစီကို KNL နဲ့ဗာထုတမတော် BHA တပ်တွေပူးပေါင်းပြီးတော့အပြင်းထန်ဆုံးကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာ စစ်ကောင်စီတပ်သားတွေပါတဲ့မြေတဲက2စီးတဲ့ကဒစီဟာတိုက်ခိုက်မှုတွေအတွင်းမှာပဲတိမ့်မောက်သွားတဲ့အပြင်တိုက်ပွဲတွင်စစ်ကောင်စီတပ်သားအယောက်40ဝန်းကျင်လောက်ဟာလဲပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြပြီဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့ဘာထူးတမတော် BHA ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်အဲ့ဒီနောက်ကျန်တဲ့ကားတစ်စီးကသူတို့ရဲ့စက်သားမသားလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုစုပြုံတင်ပြီးထွက်သွားကြတယ်လို့မှောက်သွားတဲ့ကားကတော့လမ်းမေးမှာဒီအတိုင်းကျန်ခဲ့တယ်လို့သိရပါတယ် လက်ရှိမှာတော့2024ခုနှစ်အတွင်းတိုင်းပြည်ရဲ့အာဏာကိုမတရားလုယူထားတဲ့အကြမ်းဖက်စစ်တပ်ကိုစစ်ရေးပိုင်းမှာအရှိန်မြင့်ပြီးအမြင့်ပြတ်တိုက်ခိုက်ချေမှုန့်သွားမှာဖြစ်တဲ့အတွက်မိဘပြည်သူတွေအနေနဲ့စစ်ရေးအသည့်တတိနဲ့တွာလာနေထိုင်ကြဖို့ကိုလည်းပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကနေတရားဝင်တတိပေးထုတ်ပြန်ထားပြီးထုတ်ပြန်ချက်တွေကိုလည်းလိုက်နာပေးကြဖို့ကိုပါမြစ်တာရက်ခန့်ထားပါသေးတယ်ခင်ဗျဒီတစ်ခါစကိုင်းတိုင်းဘက်မှာလေမြင်းမှုမြို့ဒဲကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လန်ရစ်တပေါင်းစုတွေကနေကြဖြတ်တိုက်ခိုက်ရမှာစေကောင်းစီတပ်သား၃ဦးသေသွားပြန်ပြီလို့ဒေါက်ကီလာပီဒီကမြင်းမူတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်မတ်လ30ရက်နေ့ကမြင်းမူမြို့တဲကနေဝမ်ပြေဂျေးရွာဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝမ်ပြေဂျေးရွာနီးမှာတော်လန်ရစ်တပေါင်းစုတွေကနေအနီးကဒရဇက်ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရမှာနိုင်ဝက်နီးပါတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း အရှိကံနေတက်လာတဲ့စစ်ကောင်စီတပ်သား၃ဦးကတော့အသီးသီးသေးကုန်ကြတဲ့အပြင်တန်ရာရတဲ့သူတွေပါရှိသွားပြီးအဲ့ဒီသေးသွားတဲ့သူတို့ရဲ့စစ်သားမသားလောင်းတွေနဲ့တန်ရာရတဲ့သူတွေကိုမြင်းမူမြို့တဲ့ပြန်သေးသွားကြတယ်လို့ Dot Killer PDF မြင်းမူတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ thank you